ကျွန်မရဲ့ပရိသတ်ကြီးကိုကျွန်မအခုပြောပြခြင်းတဲ့တည်င်းကတော့မနေ့က20ရက်5လ2025မှာထိုင်းမှာဖြစ်သွားတဲ့တည်င်းလေးဖြစ်တယ်ပေါ့နော်။ထိုင်းနေမှာလည်းဖြစ်လာရင်အစမ်းကြီးပဲ ဆိုတော့ထိုင်းနေမှာကထိုင်းရအကွန်တိုတွေမော်နော်တော်တော်များများမှာကအိမ်မွေးတိရစ္ဆာန်တွေကိုမွေးဖို့ခွင့်မပြုကြဘူးခွင့်ပြုဆိုတာဒီကွန်တိုကအခန်းနေရာကျင်းနေကျင်းနေတော့ပြီးသွားလို့ရှိရင်အတန်းလည်းမလုံးဘောနော်ဆိုတော့ခွေးဟောင်းတန်းနောက်ပြီးသွားလို့ရှိရင်အနံ့အသက်တွေလည်းဆိုးရွားတဲ့အတွက်ကြောင့်မလို့တိရစ္ဆာန်တွေကိုမမွေးခိုင်းတာများပါတယ်ဆိုတော့အဲ့မှာအဲ့ကွန်တိုမှာဘောနော်မတိအောင်ဆိုပြီးတော့ဟိုဘက်အခန်းကနေပြီးတော့ဘေးခန်း ကလေးစံနေမွေးထားပေါ့ခွေးလေးမွေးထားတယ်အဲ့ခွေးလေးတွေကဟောင်းနေဟောင်းနေခါကြတော့ပေါ့နော်ဒီဘေးခန့်လူကနေပြီးတော့သွားပြောတယ်တက်ဆိုင်ရအောင်လည်းပြောတဲ့ချိန်မှာဘာမှမလုပ်ပြီးကြတဲ့ခါကြတော့တော်တော်ပေါ့နော်စိတ်တူွားတယ်ထင်ပါတယ်စိတ်တူပြီးတော့ဒီမွေးနှကောင်ပေါ့နော်မွေးနှကောင်ကိုအဲ့ဒီအခန်းရှိမှာ ချထားပါတော့။သူကတော့ဗာပြောထားလဲဆိုတော့သူလည်းတိလိမ့်ဆန်ချစ်တဲ့အတွက်ကြောင့်မလို့ဒီဘေးခန့်လူတွေကလည်းတိလိမ့်ဆန်လေးချစ်တယ်လို့သိရတဲ့အတွက်ကြောင့်မလို့ဒီအခန်းအတွက်ပေါ့နော်တိလိမ့်ဆန်ဖြစ်တဲ့မွေကိုလာထားတာဒီနေ့ကတော့နှစ်ကောင်ပဲနိုင်လို့နှစ်ကောင်ပဲယူလာတယ်ပေါ့နော်မနေ့ပြန်ကြရင်လေးကောင်ယူလာမယ်ဆိုပြီးတော့ရွေ့ပြီးတော့ပြောထားတာဖြစ်ပါတယ်ဆိုတော့ဒီပြဿနာကိုဘယ်လိုဖြေရှင်းလိုက်လဲဆိုရင်ဒီဘေးခန့်လူဒီမွေကြီးပြန်ထုတ်ခိုင်းလိုက်တယ်အဲ ွေးလေးတွေမွေးထားတဲ့အခန်းလူတွေကိုတော့ဓာန်ငွေရိုက်တယ်ပြီးရင်ခွေးလေးကိုလည်းပေါ့နော်တခြားနေရာမှာမွေးခိုင်းနေပေါ့နော်အဲ့လိုမျိုးနဲ့ဖြည့်ရှင်းလိုက်ပါတယ်